ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်နဲ့အတူကိုရီးယားမှာကားမောင်းကြည့်အောင်ပေါ့နော်အရင်ဗီဒီယိုမှာတော့ကျွန်တော်ဒီဘက်ကခြားဆုံးခြားချောင်းချောင်းတို့ကိုသွားတယ်ပေါ့နော်အခုတော့မသွားတော့ဘူးအခြားလမ်းကနေပြီးတော့ကျွန်တော်သွားကြည့်မယ်အပြီးတော့ဒီကနေ့ကျွန်တော်မြေပုံနဲ့ကားမောင်းကြည့်မယ်ပေါ့နော်အဲ့မြေပုံကတော့ယူတန်းခွေခိုင်းတယ်ပေါ့နော်ခြားဆုံးခြားချောင်းချောင်းတို့ကိုသွားခိုင်းတဲ့ပုံပါကျွန်တော်ယူတန်းမခွေပဲနဲ့တခြားလမ်းကနေသွားကြည့်မယ်ပေါ့နော် ြေပုံကဘယ်လိုမျိုးလုံးမလဲဒါရှိ time set နောက်တစ်ခေါက်ထပ်ပြီးတော့တခြားလမ်းကိုရှာပြေးတယ်ပေါ့နော်အဲ့တော့ဒီလမ်းဆုံးမှာကျတော့ဒါ e bike mini မှာဖြတ်ရင်မရဘူးအချိန်60ကျော်ရင်မရဘူးပေါ့နော်လမ်းကြောင်းလေးပြောင်းထားမယ်ချက်ပြမိဖွင့်ပြီးတော့နောက်ခါရှိရင်ထော်တော့လိုင်ကောင်းနဲ့ဝင်ပြီးဖြစ်ပါတယ်ဒီလိုင်ကောင်းကတိတ်ပြီးတော့ရှည်တော့မရှည်ပါဘူး အဲ့မြေပုံကသူကညာဘက်ကိုကွေခိုင်းတာလေပေါ့နော်အဲ့ကျွန်တော်တော့ကျွန်တော်သီးတဲ့လမ်းကျွန်တော်သွားမယ်ရှေ့မှာကျွန်တော်ဘယ်ဘက်ကွေမှာဖြစ်ပါတယ်အဲကြောင့်မလို့ဘယ်ဘက်လမ်းကျောကိုယူလိုက်တယ်ဘီဘိုဖြစ်ပါတယ်ဘီဘိုဆိုတော့ရှေ့ကရှင်းမရှင်းကြည့်မယ်အဲ့တော့ရှေ့ကလာတဲ့ကရှင်းနေဆိုရင်ဘီဘိုကိုအစိမ်းအောင်ကွေလို့ရပါတယ်ကိုရီးယားမှာမြေပုံကကျွန်တော်သီးတဲ့လောက်ကတော့၃မျိုးရှိတယ်ပေါ့နော်ခါခါဟိုမတ်ရယ် နေဗာမတ်ရယ်တီမတ်ရယ်ပေါ့နော်ကျွန်တော်ကတော့တီမတ်နဲ့ခါခါအောင်မတ်သုံးတယ်အရင်ကတော့ခါခါအောင်မတ်သုံးတယ်အခုကတော့တီမတ်သုံးပြတယ်ပေါ့နော်တီမတ်ကကျွန်တော်နဲ့တော်တော်လေးအဆင်ပြေတယ်လို့ထင်ရတယ်ပြီးတော့ဟိုတခြားကိုရီးယားသားတွေအားလုံးလည်းပဲဒီတီမတ်ကိုသုံးကြတာများတယ်ပေါ့နော်တက္ကစီသမားတွေအားစားပေါ့အခုထပ်ပြီးတော့ဆိုတော့မြေပုံကနေပြီးတော့မီတာ200ကျော်မှာညာဘက်ကိုကြွေပါလောက်တယ်ပေါ့ ်ဝေဝါလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်တိတယ်လန်ထပ်ပြီးတော့သွားကြည့်မယ်ပေါ့နော်အဲ့တော့သွားလို့မှားတယ်ဆိုလို့ရှိရင်လည်းသူကအဲ့လိုမျိုးမြေဝန်းဒါရှိ time set ဒါရှိ time set ဆိုပြီးတော့ထပ်ထပ်ပြီးတော့တခြားလန်တွေကိုရှာပြီးတယ်ပေါ့နော်သူကတော့ဒီမြန်အောင်ဆိုပြီးတော့ခြားသုံးခြားချောင်းချောင်းတို့လိုတဲ့ကိုသူကဝင်ခိုင်းတာပေါ့နော်အကွာတော့ဒါခေါနာကြီး90ဖြစ်ပါတယ် ပေးထားတဲ့မြေပုံအတိုင်းသွားမယ်ဆိုလို့ရှိရင်၈နာရီမိနစ်20ဆိုလို့ရှိရင်ရောက်ပြီပေါ့နော်ဆိုတော့နာရီခွဲလောက်မှောင်းရတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ဒီလမ်းစုံမှာကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာကားလမ်းမရှိတော့ဘူးဒီလမ်းစုံက၃လမ်းစုံဖြစ်တယ်အဲကျွန်တော်ယူထားတဲ့လမ်းကဒီဘက်ကွေ့လို့ရတယ်အဲဒီဘက်ချမ်းမှာရှိတဲ့နံပါတ်1လမ်းလမ်းကြောင်း1ပေါ့နော်အဲကောင်ကတော့ဒီဘက်လည်းကွေ့လို့ရမယ်ညာဘက်လည်းကွေ့လို့ရတယ်ပေါ့နော်ဒီဘက်ဘက်ကွေ့မဲ့ကားတွေအများစုကတော့ဒီညာဘက်ကွေ့မဲ့ဒီလမ်းကြောကိုလူမှုရေးအရာပေါ့နော် ဖယ်ပြီးတော့ဒီဘက်မှာပဲရက်ပြတာများတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီဘက်ချမ်းကားကားတွေကညာဘက်ကို free ကွေလို့ရတာ哦ကျွန်တော်တို့ကမီးပွိုင်းစောင့်ရမလို့ပေါ့နော်။ဒါကြောင့်မလို့ဒီညာဘက်ကကွေမဲ့ကားတွေကိုဦးစားပေးတဲ့အနေနဲ့ဘယ်ဘက်ကွေမဲ့ကားတွေတော်တော်များကဒီဘက်ချမ်းနေပြီးတော့စောင့်ပေးတယ်ပေါ့နော်။အဲ့တော့ဥပဒေအရကတော့ဘယ်ဘက်ကွေမဲ့ဆိုတာနဲ့ကွေကွေချင်းမှာကျွန်တော်တို့လမ်းကြောတစ်ထဲကိုဝင်ရတယ်။ဒါပေမဲ့အပြင်မှာတော့အဲလမ်းကြောနှစ်ကိုတစ်ခါနဲ့တန်းပြီးတော့ယူရများတယ်ပေါ့ ျွန်တော်လည်းပဲလမ်းကြောင်းနှစ်ကိုတစ်ခါတန်းယူပါမယ်ဒါပေမဲ့သွားတာဘေးပဲညာကြည့်ရတယ်ပေါ့နော်လမ်းကြောင်းတက်မယူပဲလမ်းကြောင်းနှစ်ကိုယူတယ်လမ်းကြောင်းတက်ကိုမလို့မယူကြလဲဆိုရှေ့မှာတက်တဲ့သွားတဲ့လမ်းကြောင်းမရှိတော့ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလမ်းကြောင်းနှစ်ကိုတစ်ခါတန်းယူတာကဘေးပညာကားတွေကိုကြည့်ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုး zone ပွေတဲ့ကားတွေရှိတယ်။ဒါကြောင့်မလို့ကိုယ်ဘေးနားကားတွေကိုတေချာလေးကြည့်ရတယ်ပေါ့နော်။လိုက်လာလားမလိုက်လားလား။ဆက်ပြမိဖွင့်မယ်လမ်းကြောင်းလေးလေးနဲ့ပြောင်းထားမယ်ပေါ့နော်။ ညာဘက်ကိုရမှာဖြစ်တဲ့တဲ့ကြောင့်ကျွန်တော်တို့ကချက်ပြမီလေးဖွင့်ပြီးတော့လမ်းကြောင်းရှင်းပြောင်းထားမယ်ပေါ့နော်မျိုးနဲ့နဲ့မှာတော့အရှိမီတာ200ဘာညာဆိုလို့ရှင်ကြိုပြီးတော့လမ်းကြောင်းပြောင်းထားတဲ့နဲ့ကိုသွားရမယ်လမ်းကြောင်းပေါ့နော်အဝေးပြေးလမ်းမတွေထဲမှာဆိုလို့ရှင်တော့1ကီလိုမီတာဆိုတာနဲ့ကျွန်တော်တို့ကလမ်းကြောင်းပြောင်းထားတဲ့နေပြီပေါ့နော်ကိုသွားမယ်လမ်းကြောင်းကို ဘာဖြစ်လဲဆိုတော့အဝေးပြေးလမ်းမဆိုလို့ရှိရင်ဒီ1ကီလိုမီတာဆိုတာက10မိနစ်2မိနစ်လောက်နဲ့ဆိုရင်ရောက်တယ်ပေါ့နော်အော်ဒီနေရာဆိုလို့ရှိရင်ဒါတက်စီဆိုလို့ရှိရင်တော့ဟာချုံကူရောလို့ခေါ်တာပေါ့တက်စီမောင်းတဲ့လူတွေကဒီနေရာမှာအဲဟာချုံကူရောဆိုတဲ့ဒီခလုတ်နှိပ်တာပေါ့နော်ပတ်ဆက်ပူပေးရတယ်ပေါ့ဗျာတခြားမြို့ကနေပြီးတခြားမြို့ကိုကြော်ရတဲ့နေရာပေါ့နော် ွာတွေဘာတွေသွားတဲ့လမ်းမျိုးတွေနောက်စစ်ရုံအကြီးပဲရှိတဲ့နေရာမျိုးတွေဆိုလို့ရှိရင်အဲ့လိုမျိုးဒီလိုဟာကျုံကိုရောဆိုပြီးတော့ရှိတယ်ပတ်စံနည်းနည်းပို့ပေးရတယ်ပေါ့နော်ဆိုတော့ဒီလိုနေရာမျိုးဖြစ်ပါတယ်အရှိမဘယ်ဘက်ကွေးမဲ့လမ်းကျော်တကျော်ထပ်ပေါ်လာတယ်ပြီးတော့တဲသွားမဲ့လမ်းကအကြောင်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုး ကိုယ့်နေရာတွေမှာလမ်းကြောင်းပြောင်းတာသတိထားရတယ်ပေါ့နော်။နောက်ကားတွေကိုကတိတ်ပြီးတော့မမြင်ရတာမျိုးတွေလည်းဖြစ်တတ်တယ်။သူကရှေ့ရှေ့ရမှာဟောဘယ်ဘက်ကိုခိုင်းနေပေါ့နော်။လမ်းကြောင်းပြောင်းနှမ်းမယ်။အဒီဘက်ချမ်းကတော့ဒါဘယ်ဘက်လမ်းကြောင်းထပ်ပေါ်လာတယ်။ဘယ်ဘက်ကိုကိုယ့်လိုရတဲ့လမ်းကြောင်းထပ်ပေါ်လာတယ်။ပြီးရင်ပျောက်သွားမယ်။ဒီလိုမျိုးသွားတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ကလမ်းကြောင်းယူလာလဲမှားလို့မရဘူး။ ရှိမှပြရတယ်များတယ်တဲတဲသွားလို့မရဘူးဘယ်ဘက်ပဲကိုရတာတကယ်လို့တဲတဲသွားချင်တယ်ဆိုလို့ရှိရင်တစ်ဖက်လမ်းကြောင်းပြောင်းဆိုပြီးတော့လမ်းကြောင်းပြောင်းနိုင်တာပေါ့နော်တဲဘက်သွားလို့ရကျွန်တော်ကတော့ဘယ်ဘက်ကိုမှဖြစ်တယ်တဲ့ကြောင့်ဒီဆက်ပြောင်းမြင်းလေးကိုကြည့်ပြီးတော့ကိုလမ်းကြောင်းကိုယူပြီးပြောင်းရတာပေါ့နော်အဲ့တော့ဒီအစပြောင်းမြင်းလေးရလဲဒီနားမှာယူသူဆောင်းလို့ခေါ်တာပေါ့နော်အဲ့ဒီယူသူဆောင်းကိုကျွန်တော်ကမလိုက်နာပဲနဲ့ ကားမောင်းသွားမယ်အဲ့လိုမျိုး꿰သွားမယ်ဆိုလို့ရှိရင်တစ်ဖက်ဒီနားမှာကိုရှင်ပြီးတော့တစ်ဖက်꿰တဲ့ကားတွေနဲ့တွေ့နိုင်တယ်ဗောနော်သတိထားရပါတယ်အော်ဒီလမ်းကတော့အရန်ကောင်းတယ်လမ်းကောင်းတဲ့အတွက်ကြောင့်ညာဘက်တွေဆိုလို့ရှိရင်တော့စစ်မောင်းကြတယ်ဗောနော်တကယ်တော့လမ်းကောင်းတိုင်းလဲစစ်မောင်းလို့မရဘူးအောက်မှာ60လို့ရည်ထားတယ်ဒါကဟိုလိုအပ်လို့ရည်ထားတာဗောနော်အဲ့တော့ကျွန်တော်က80 90လောက်နဲ့မောင်းနေဆိုရင်မောင်းလို့မောင်းလို့မရတာတော့မဟုတ်ရတယ်ဒါပေမဲ့အန်နေရများတာဗောနော် လမ်းအကောင်းတဲ့ခါဒီလိုမျိုးအကွက်တွေမှာဆိုလို့ရှိရင်ဒါ slip ဖြစ်သွားတတ်တယ်ပေါ့နော်နောက်ပြီးတော့ဒီခြားဆောင်ခြားဆောင်နှစ်ခုရဲ့ခြားထဲမှာကျွန်တော်တို့ကခြားရို့ပေါ့ဒီခြားရို့ကနေပြီးတော့ကားမောင်းရတာပေါ့နော်အဲ့တော့ဒီခြားဆောင်နှစ်ခုရဲ့အလဲမှာဘယ်လိုမျိုးကိုကားကိုထိမ့်ညိပြီးတော့ဒီအလဲရအောင်ဘယ်လိုမောင်းမလဲပေါ့နော်ဒါကတော့ဟိုပရမအုံးဆုံးစပြီးတော့ကားမောင်းတဲ့သူတွေတော့ကတော့ခက်ခဲရှိတယ် ိုင်မဲ့မောင်းနေရင်မောင်းနေရင်လည်းကျွန်တော်တို့က10ရက်15ရက်လောက်မောင်းလိုက်လို့ရှိရင်နေသားကြသွားတယ်ပေါ့နော်တည်တည်နယ်လေးနားလဲသွားတယ်ပေါ့နော်အဲ့တော့ဒီဘက်ကကာလန်ဟိုကျွန်တော်တို့ကအလဲပါရှိတဲ့ဒီကားရဲ့အလဲနဲ့ကျွန်တော်တို့ကချိန်ပြီးတော့သွားလို့ရတယ်ပြီးတော့ဒီဘက်ချမ်းကကားလမ်းကြောင်းကိုဒီဒေါင်းလေးနဲ့ကျွန်တော်ချိန်ပြီးသွားလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကားလမ်းရဲ့အလဲကိုဒီ CRI ရဲ့အလဲနဲ့ချိန်ပြီးတော့လည်းသွားလို့ရတယ်ပေါ့နော်ဒါကတော့ ကိုအစဉ်ပြေမဲ့နီလန်းနဲ့ကိုသွားလို့ရတယ်ပေါ့နော်ဘရိတ်ကတော့တစ်ခါကြေးကြလို့ရှိရင်ကျွန်တော်တို့ကစောင့်ပြီးနင်းရတဲ့ဟိုအခိုက်တန်တွေရှိတယ်လီဘာကတော့အဲ့လိုမျိုးတကုံစောင့်ပြီးတော့နင်းရတဲ့အခိုက်တန်ကဟိုအခြေအနေဆိုတာကမရှိဘူးပေါ့နော်အဲ့လီဘာကတော့ဖြည်းဖြည်းလေးပဲနင်းလိုက်ဖယ်လိုက်နင်းလိုက်ဖယ်လိုက်ပေါ့နော်အရှိန်ရှော့ကျင်တယ်ဆိုရင်ဖယ်လိုက်တယ်အရှိန်တင်းကျင်တယ်ဆိုရင်နင်းလိုက်တယ်ဒီလိုပါပဲပေါ့နော် အရှင်းမှာယူတန်းကွေတယ်ဒီလိုကားတွေတတိထားရတယ်ဗောနော်ယူတန်းကွေပြီးရင်တခါတည်းဒီဘက်ကိုပြန်ယူတဲ့လူတွေရှိတယ်အဲယူတန်းကွေတာကလည်းအဲ့လိုမျိုးတစ်ဖက်ယင်ကိုကြည့်ရတယ်ဗောနော်ကျွန်တော်တို့အခုလာနေတဲ့ယင်ကိုကြည့်ရတယ်ဒါမှအခုကကားကြီးတွေကွေသွားသလိုမျိုးကွေလို့ရမှာဖြစ်ပါတယ်ယူတန်းကွေတဲ့အလုပ်ကိုတော့ကျွန်တော်သိပြီမလုပ်ဘူးဗောနော်ယူတန်းကွေရမယ်ဆိုတခြားလမ်းကသွားတာများတယ်ဘာလို့လဲဆိုယူတန်းကနည်းနည်းလေးဟိုဥတွေရလဲ ခက်အခက်ခဲရှိတယ်ပေါ့နော်ကိုရတာလည်းတခါလေကြာရင်အဲ့လိုလမ်းကျင်းရှေ့ကနောက်ကကြီးရတာတွေပါတယ်အဲ့နည်းနည်းများတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့မလို့ပေါ့နော်ပြီးတော့ဒီမှာရေးထားတယ်ဘယ်ဘက်ကကိုွေးလို့မရအောင်အကုန်လုံးကလည်းဘယ်ဘက်ကကိုွေးလို့မရအောင်ပေါ့နော်ယူတန်းကိုွေးလို့ရမယ်အဲ့လိုမျိုးရေးထားပေါ့နော်အဲ့တော့ရှေ့မှာကျွန်တော်ကဘယ်ဘက်ကကိုွေးမှာဖြစ်တဲ့အကြောင်းချက်ပြမီဖွင့်ပြီးတော့လမ်းကြောင်းလေးနည်းနည်းပြောင်းထားမယ်ရှားလေးရှင်းတော့ပေါ့နော်ဟောဒီရှေ့မှာကျွန်တော် ။အကြောင်းနှစ်ကလည်းယူမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ရှေ့ရောက်လို့ရှိရင်ကျွန်တော်ညာဘက်ကိုရမယ်အနေထားလည်းရှိတဲ့ကြောင်ပေါ့။ဒီပညာကြည့်မယ်။တတ်မှန်ကြည့်မယ်။ပြီးတော့တခါတည်းလမ်းကြောင်းနှစ်ကိုတန်းယူတယ်ပေါ့နော်။ကျွန်တော်လမ်းကြောင်းနှစ်ကနေစပြီးတော့ဘယ်ဘက်ကိုရဖြစ်တဲ့ကြောင်လမ်းကြောင်းနှစ်ကိုယူလို့ရပါတယ်။လမ်းကြောင်းတစ်ကနေပြီးတော့ဘယ်ဘက်ကိုရဆိုလို့ရှိရင်တော့လမ်းကြောင်းတစ်ကိုပဲယူလို့ရမယ်။နှစ်ကိုလာယူလို့မရဘူး။ဘာဖြစ်လဲဆိုတော့ဘေးကနေရှင်ပြီးတော့ဘယ်ဘက်ကိုရကားနေဒီလိုသွားတိုက်နိုင်တယ်ပေါ့နော်။အဲ့တော့လမ်းကြောင်းပြောင်းတဲ့ခါမှလည်းပဲ အဝေးပြေးလမ်းမတွေမှာဆိုလို့ရှိရင်တော့ CRI လို့ဖြည်းဖြည်းချင်းဖောက်ဖောက်ချင်းဒီလိုလေးသွားပြီးတော့လမ်းကြောင်းပြောင်းသွားလို့ရတယ်ပေါ့နော်။အကယ်၍လမ်းဒီလိုမျိုးမျိုးတွင်လမ်းနေမှာဆိုလို့ရှိရင်တော့ကားရှင်းရှင်းကြည့်ရတယ်အဲ့လိုမျိုးပေါ့နော်။ဒါပေမဲ့ဟိုတချို့နေရာတွေမှာဆိုလို့ရှိရင်ကားအရန်ကျတော့ဟိုကခေါင်းထိုးပြီးတော့မှဝင်ရတဲ့အခက်ခဲတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့ကားမောင်းတဲ့ခါမှာအကယ်၍ဒီလိုမျိုးနှစ်လမ်းရှိတယ်ဆိုလို့ရှိရင်ဒီနံပါတ်1လမ်းကိုရွေးရကောင်းတယ်။ဘာကြောင့်လဲဆိုတော့နံပါတ်1လမ်းဒီ ဘီဘိုဂျာဝဲကျောင်းသမားတွေရှိတယ်ဘယ်ဘက်ကွေးမှန်ကားတွေရှိတယ်ပေါ့နော်အဲ့တော့ဂျာဘက်ကွေးမှန်ကားဆိုတော့ဘရေးလေးနည်းနည်းညှစ်တယ်အချက်ပြမီဖွင့်တယ်ဝင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဆက်မောင်းဝင်လို့ရတယ်ဒါပေမဲ့ဟိုဘယ်ဘက်ကွေးမှန်ကားတွေဟိုကြတော့ရှိရမီးရမီးစိမ့်ပေမဲ့ဒီဘယ်ဘက်ကွေးတဲ့ကားတွေကစောင့်နေတာရှိတယ်တစ်ဖက်လမ်းမရှင်းလို့ဆိုပြီးတော့ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကဘောမလဲလိုက်စောင့်နေရတာပေါ့နော်သူတို့ဘယ်ဘက်ကွေးဖို့အတွက်ကိုအရှိကားမရှင်းမရှင်းကိုကြည်ပြီးတော့စောင့်နေတာကိုကျွန်တော်တို့ကတဲသွားမဲ့သူ ဒါပေမဲ့သူတို့စောင့်တော့ကိုယ်ကလည်းလိုက်စောင့်နေရတဲ့အခက်အခဲတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်1လမ်းကျော်ယူရတာကပိုကောင်းတယ်ညာဘက်ကွေ့တဲ့သူတွေကဘရိတ်ခဏညှစ်တယ်အချက်ပြမီဖွင့်ပြီးတော့မောင်းသွားတာများတယ်ပေါ့နော်အဲ့တော့တိတ်ပြီးစောင့်ကြရမလို့ဘယ်ဘက်ကတော့အကြိုက်စောင့်ရတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့နံပါတ်1လမ်းကိုယူတယ်နောက်တစ်ခုကလမ်းကျောင်း3ချောင်းရှိတယ်ဆိုရင်အလေချောင်းကိုယူရတာပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီမြေပုံကြည့်ထားတယ်ဆိုလို့ရှိရင်တော့တစ်မျိုးပေါ့နော် နောက်ပြီးတော့ဒီမြေပုံကိုကြိုပြီးတော့ကိုကမဖတ်ထားရတဲ့အခါမျိုးတွေဆိုလို့ရှိရင်ဟိုရှေ့မှာကျွန်တော်ကညာဘက်ကိုကိုရမှာလားဘယ်ဘက်ကိုကိုရမှာလားမသိတဲ့အခိုက်အတန့်တွေရှိတယ်ပေါ့နော်အဲ့လိုခါမျိုးကြတော့ကျွန်တော်တို့ကရုတ်တရက်ဘယ်ဘက်ကိုရမယ်အဲဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ကလမ်းအလဲမှာယူရတာဖြစ်တဲ့ကြောင်းဘယ်ဘက်ကိုကြိုက်တဲ့အချိန်ကိုွေးလို့ရတယ်ညာဘက်ကိုရမယ်အခြေအနေတွေရှိလာတယ်ဆိုလို့ရှိရင်လည်းပဲအလဲမှာယူရတာဖြစ်တဲ့ကြောင်းညာဘက်ကိုချက်ချင်းဟိုကလမ်းကြောင်းပြောင်းလိုက်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့လမ်းကြောင်း၃ကြောင်းရှိတယ်ဆိုရင်အလဲမှာယူတာကောင်းတယ် လမ်းကြောင်း၄ကြောင်းရှိရဲ့ဆိုလို့ရှိရင်တော့ဒီနံပါတ်1လမ်းမှာယူတာကောင်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါဘက်ကို꿰မယ်ဆိုလို့ရှိရင်ဒါဘက်꿰မဲ့လမ်းကြောင်းကတစ်ကြောင်းထပ်ပေါ်လာတာရှိတယ်ပေါ့နော်။ဒါကြောင့်မလို့လမ်းကြောင်း၄ကြောင်း၅ကြောင်းဆိုလို့ရှိရင်နံပါတ်1လမ်းကြောင်းကိုယူမယ်။အာလမ်းကြောင်း၃ကြောင်းဆိုလို့ရှိရင်အလယ်လမ်းကြောင်းကိုယူမယ်။နံပါတ်1လမ်းကြောင်းပဲပေါ့နော်။ဒီလိုမျိုးလမ်းကြောင်း၂ကြောင်းရှိတဲ့ခါမှာကျွန်တော်နံပါတ်1လမ်းယူတယ်အခုကျွန်တော်ယူထားတာနံပါတ်1လမ်းပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းသတိထားမှာပါလဲဆိုတော့ဘေးနားမှာပါကင်နေထိုးထားတာရှိတယ်ပေါ့နော် အဲ့ဒီ parking ထိုးထားတဲ့ကားတွေကိုသတိထားရတယ် parking ထိုးတာမလွတ်လောက်ဘူးထင်ပြီးတော့ကျွန်တော်တို့ကဒီဘက်ချမ်းကိုယူလိုက်လို့မရဘူးเนาะဘာလို့လဲဆိုတော့ဒီငင်းကိုကျွန်တော်တို့ကကြော်ပြီးယူလိုက်လို့ရှိရင်တစ်ဖက်မှာလာတဲ့ကားနဲ့တော်ပြီးတွေ့နိုင်တယ်ပေါ့เนาะ300မီတာလောက်မှာကျွန်တော်တို့ချက်ပြမီဖွင့်လာတယ်ပြီးတော့ brake ညှင်မယ်ပြီးပညာကြည့်မယ်ဟိုလူကူမင်းကြီးမိပိုင်ရှင်တယ်လူကူမင်းကြီးမိပိုင်အနီအောင်ပေါ့เนาะအဲ့လိုအချိန်မှာကျွန်တော်တို့ကမောင်းလို့ရမှာဖြစ်ပါတယ် အော်ပြီးတော့ကျွန်တော်တို့အခုကျွန်တော်လဲလမ်းကြောင်းနှစ်ကိုထပ်ပြီးတော့ယူထားရပေါ့နော်လမ်းကြောင်း1ကိုယူလို့ရှိရင်လည်းပဲဒီမှာဘယ်ဘက်ကွေးရမယ်ဆိုပြီးပြထားတယ်ဒါပေမဲ့ဒါဘယ်ဘက်ကွေးလို့ရတဲ့လမ်းကြောင်းလို့ပြထားတာဖြစ်ပါတယ်ရှေ့မှာလမ်းကြောင်းရှိသေးတယ်ပေါ့နော်အဲ့တော့သူတဲတဲသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့တဲတဲသွားလို့ရတယ်ဆိုပေမဲ့အကယ်၍များကျွန်တော်တို့ကရှေ့မှာလမ်းဆုံးတစ်စုံရှိတယ်ပေါ့နော်အဲ့ဒီလမ်းဆုံးမှာကျွန်တော်တို့ကဒဲသွားမဲ့ကားတွေဆိုလို့ရှိရင်တော့ဒီလမ်းကြောင်း1ကိုယူထားရတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အိုးရှေ့မှာရှိနေတဲ့မီးပွိုင်းတီး မိပိုင်းကြော်ရတာနဲ့ဒီလမ်းလမ်းကြောင်းနှစ်ကလမ်းကြောင်းတက်ပြန်ဖြစ်သွားတယ်ပေါ့နော်ဒီလမ်းကြောင်းတက်ကပျောက်သွားတာပေါ့နော်ဘယ်လိုဖြစ်ပျောက်သွားလဲဆိုတော့သူ့ကိုသူကဘယ်ဘက်ပဲကွေးလို့ရတဲ့လမ်းကြောပုံစံမျိုးပြောင်းလိုက်တာပေါ့နော်အဲတော့လမ်းကြောတက်သည်ဘယ်ဘက်ပဲကွေးလို့ရတာဖြစ်ပြီးတော့မိပိုင်းကြော်ရတာနဲ့လမ်းကြောင်းတက်ကပျောက်သွားတယ်ဒီလမ်းကြောင်းနှစ်ကိုယူထားတဲ့သူကမှတဲ့တဲ့သွားရင်လည်းမိပိုင်းကြော်ရတာနဲ့လမ်းကြောင်းတက်ပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုဟာမျိုးလေးတွေကမြေပုံကြိုကြည့်ပြီးတော့သွားတာပေါ့နော်